အီရန်က US ရဲ့အဓိကစစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်လိုက်ပြီလားအီရန်နိုင်ငံဟာချင်းချောက်ခံနေရပါတယ် US သမ္မတထရန့်ဟာအိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ကျွန်းတစ်ခုမှာ B2 Spirit ကိုပျောက်ဘုံကျဲလေယာဉ်တစ်စီးကိုတခုတည်းသောရည်ရချက်အတွက်တပ်ဖြန့်ချထားပါတယ် US ကအီရန်နိုင်ငံကိုဘုံကျဲဖို့ပြင်ဆင်နေတာပါပဲဒီအတွက်အီရန်နိုင်ငံဟာအခုဆိုရင် US ရဲ့အဓိကအရေးပါတဲ့စစ်အခြေစိုက်စခန်းတစ်ခုကိုပိတ်မှတ်ထားနေပါတယ် ဒါပေမဲ့အမှန်တကယ်ကတော့အီရန်နိုင်ငံဟာဝေးလံလွန်လာတဲ့အဲ့ဒီဂျုံကိုသွားပြီးမတိုက်ခိုက်နိုင်ပါဘူး။ဒီဖြစ်ရပ်တွေအားလုံးစတင်ခဲ့တာကတော့ Trump ရေးလိုက်တဲ့စာတစောင်ကြောင့်ပဲဖြစ်ပါတယ်။စာထဲမှာတော့ Trump ကအီရန်နိုင်ငံလက်ရှိလှုပ်ဆောင်နေတဲ့နျူကလ িয়ার လက်နက်ကိစ္စနဲ့ပတ်သက်ပြီးတော့နယ်နယ်ချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့အကြောင်းကိုရေးသားထားပါတယ်။နှစ်ပေါင်းများစွာကြောင့်အီရန်နိုင်ငံဟာအရှေ့လေပိုင်းဒေသမှာဩဇာကြီးမားသူတယောက်ဖြစ်ရပ်တည်နိုင်ဖို့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးအစီအစဉ်တွေထားရှိခဲ့ပါတယ်။ဒီလိုသာဆိုရင်ဒေသရင်းနိုင်ငံတွေထဲမှာ အီရန်နိုင်ငံဟာပြောရေးဆိုခွင့်ရှိသူနိုင်ငံတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။နျူကလ িয়ার လက်နက်စီစဉ်ကမအောင်မြင်သေးပေမဲ့နှီးစံနေပါပြီ။အခုဆိုရင်အီရန်နိုင်ငံဟာယူရေနီယံကို60ရာခိုင်နှုန်း U235 အဖြစ်ပြောင်းလဲနိုင်နေပြီဖြစ်ပါတယ်။နျူကလ িয়ার လက်နက်တွေအများစုက60ရာခိုင်နှုန်း U235 ကိုလိုအပ်ပါတယ်။အီရန်ဟာကိုပိုင်စက်ပစ္စည်းတွေကိုဖန်တီးပြုလုပ်နေပြီးတော့ US ကတည်ထောင်ထားတဲ့ Joint Comprehensive Plan of Action JCPOA နဲ့ပူးပေါင်းဆောင်ရွက်တာတွေလည်းမရှိတော့ပါဘူး။ ရုရှားတရုတ်ပြင်သစ်နဲ့ UK နိုင်ငံတွေဟာအီရန်နိုင်ငံရဲ့အပြုအမူတွေကိုမျက်စိတောက်ထောက်ကြည့်နေကြပါတယ်။အီရန်ဟာနျူကလ িয়ার ပိုင်ဆိုင်မှုနီးစပ်နေပါပြီ။ထရမ့်ကဒီကိစ္စအတွက်မပြောမရွှင်ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဒါကထရမ့်ရဲ့ပြဿနာပါပဲ။ထရမ့်ရဲ့ပထမအကြိမ်သမ္မတသက်တမ်းမှာတော့ US ကို JCPOA ကနေနှုတ်ထွက်ခိုင်းခဲ့ပြီးတော့အီရန်ကိုဖိအားပေးဖို့အတွက် များစွာသောစီးပွားရေးပိတ်ဆို့မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ထရမ့်ရဲ့အစီအစဉ်ကအီရန်နိုင်ငံရဲ့စီးပွားရေးကို ထိခိုက်စေခဲ့ပါတယ်။ JCPOA အဖွဲ့မှာ US အပြင်ရုရှားနဲ့တရုတ်နိုင်ငံတို့လည်းပါဝင်ပါသေးတယ်။ဒီနိုင်ငံတွေကတော့အီရန်ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်ကြပါတယ်။ဒီအတွက်သဘောတူညီချက်တွေဟာအလွယ်တကူပဲချိုးဖောက်ခံရပါတယ်။ Trump ကဒါကိုသဘောမကျပါဘူး။သူကသဘောတူညီချက်အသစ်တွေကို ပြုတ်လုချင်နေပါတယ်။ဒါကိုအီရန်နိုင်ငံကငြင်းပယ်ခဲ့ပါတယ်။အခုတော့ Trump ဟာ American ဘုံကျဲလင်ရင်တွေကို Diego Garcia ကျွန်းမှာတက်ဆွဲခိုင်းလိုက်ပြီးတော့အီရန်ကိုတိုက်ရိုက်ချင်းချောက်လိုက်ပါပြီ။ အီရန်သားဆွေးနွေးပွဲကိုမတက်ဘူးဆိုရင်ထိခိုက်ပျက်စီးမှုတွေနဲ့ကြုံတွေ့ရလိမ့်မယ်ဆိုတာကိုထရန့်ကပြသလိုက်တာပါထရန့်အတွက်တော့ပြဿနာကနှစ်ဆဖြစ်နေပါတယ်ပထမတစ်ခုကတော့အီရန်နိုင်ငံဟာ US နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့ကိုငြင်းဆန်နေတာပါအီရန်သမ္မတမာဆော့ဖ်ပီဇက်ရှီကာယန်ကကျုပ်တို့က US သမ္မတရဲ့စာကိုရရှိခဲ့ပါတယ်ဒါရိုက်တွေ့ဆုံဆွေးနွေးဖို့ကိုလည်းငြင်းပယ်ထားပါတယ်ဒါပေမဲ့ဒါရိုက်မဟုတ်တဲ့ဆွေးနွေးမှုတွေအတွက်တော့အမြဲတမ်းတကားဖွင့်ထားပါတယ်လို့ဆိုပါတယ် ဒါက Trump အတွက်မလုံလောက်သေးပါဘူးသူက Ukraine နဲ့ Russia ကြားမှာ American ဩဇာအာဏာကိုပြသခဲ့တယ်လို့မျိုး Iran ကိုလည်းပြသချင်နေတာဖြစ်ပါတယ်ပြီးတော့တွယ်ဝိုက်တဲ့ဆွေးနွေးမှုတွေကသူလိုချင်တာကိုရအောင်လုပ်ပေးနိုင်မယ်လို့ Trump ကမယုံကြည်ပါဘူးတကယ်လို့သူတို့သဘောမတူရင်ဘုံကျဲပြစ်မယ်လို့ Trump ကပြောပါတယ် Trump က NBC ကို match လ29ရက်တုန်းကတကယ်လို့သူတို့သဘောမတူရင်လွန်ခဲ့တဲ့၄နှစ်ကလောက်ခဲ့တဲ့လိုမျိုးအကောက်ခွန်နဲ့စီးပွားရေးပိတ်ဆို့တာတွေကိုကြုတ်ပြန်လုပ်မှာပါလို့ပြောပါရတယ်။ ချိန်ချောင်းမှုတွေရှိနေပြီမဲ့လက်တွေ့မှာတော့ကြီးကြီးမားမားပြောင်းလဲသွားတာမျိုးမရှိပါဘူး။ Trump အတွက်ဒုတိယနဲ့ပိုကြီးမားတဲ့ပြဿနာကတော့အီရန်ကဒီချိန်ချောင်းမှုတွေကိုအရေးမဆိုင်တာပဲဖြစ်ပါတယ်။အခုဆိုရင်အီရန်က American B2 ပုံကျက်လေယာဉ်တွေစိုက်ကပ်ထားတဲ့ကျွန်းစုကိုတိုက်ခိုက်မယ်လို့လေတံလွှင့်နေပါတယ်။ပိုဆိုတာကအီရန်က US တခုတည်းကိုချိန်ချောင်းနေတာမဟုတ်ပါဘူး။ US နဲ့အပေါင်းအပါတွေအကုန်လုံးကိုတိုက်ထုတ်မယ်လို့ပြောနေတာဖြစ်ပါတယ်။မက်ရှလာ29ရက်နေ့မှာ senior iran စစ်တပ်အရာရှိတယောက်က US သတင်းဌာနတစ်ခုဖြစ်တဲ့ Telegraph ကို ပြောထားတာရှိပါတယ်။တကယ်လို့အီရန်နိုင်ငံသားတိုက်ခိုက်ခံရမယ်ဆိုရင် American တပ်ဖွဲ့ဖြစ်ဖြစ် UK တပ်ဖွဲ့ဖြစ်ဖြစ်ခွဲခြားနိုင်မှာမဟုတ်ပါဘူး။အချိန်ကြာလာရင်သင်က American စစ်သား UK စစ်သားတူရကီစစ်သားဆိုတာအရေးမပါပါဘူး။တကယ်လို့တင်းရဲ့စစ်ခြေဆိုင်စခန်းကိုအမေရိကန်တွေကိုအသုံးပြုဝင်ပေးမယ်ဆိုရင်တပ်ဖွဲ့တွေပဲလို့မှတ်ယူတုံ့ပြန်သွားမှာဖြစ်ပါတယ်လို့ပြောခဲ့ပါတယ်။အီရန်သတင်းဌာနကလည်းချင်းချောင်းမှုတွေကိုပြုတ်လုခဲ့ပါတယ်။ အီရန်နိုင်ငံဟာနိုင်ငံတွင်းကနေတိုက်ခိုက်ဖို့အတွက်လုံလောက်တဲ့လက်နက်တွေရှိပြီးသားဖြစ်ပါတယ်။ဒီထဲမှာ Coram Shah လို့တာလက်ပစ်ဒုံးကျည်တွေရှိသလိုကီလိုမီတာ၄၀၀၀ပြန်သန်းနိုင်တဲ့ Shahid အသေးခံ Kamikaze drone တွေလည်းရှိနေပါတယ်လို့ဆိုပါတယ်။ဒါက Trump အတွက်တော့ခေါင်းရှုပ်စရာပါပဲ။အီရန်ကတိတိတသားပဲ Diego Garcia ဂျွန်းကိုတိုက်ခိုက်ဖို့အတွက်ချိန်ချောက်နေတာဖြစ်ပါတယ်။ဒါကအီရန်တွေအရင်ကတုံးခဲ့တဲ့ချင်းချောက်မှုနီလန်တွေဖြစ်ပါတယ်။ဒါတွေကအခုတော့ပြောင်းလဲကုန်ပါပြီ။ မက်ရှလ30ရက်နေ့မှာ Telegraph သတင်းဌာနကအီရန်အနေနဲ့ရွေးချယ်စရာမရှိရင်ကျွန်းကိုအရင်ဆုံးတိုက်ခိုက်မှာဖြစ်တယ်ဆိုတဲ့အီရန်စစ်ဘက်ဆိုင်ရာအရာရှိတယောက်ရဲ့စကားကိုဖော်ပြခဲ့ပါတယ်။ထိပ်တန်းအရာရှိတွေကဒီကျွန်းကိုတိုက်ခိုက်ချင်နေကြပါတယ်။တကယ်လို့ Trump ကသာဆက်ပြီးချင်းချောင်းနေမယ်ဆိုရင်ကျွန်းပေါ်ကစစ်စခန်းတွေကိုကျုပ်တို့တိုက်ခိုက်သွားပါမယ်လို့ပြောပါတယ်။သူကထပ်ပြီးတော့ဆွေးနွေးညှိနှိုင်းမှုတွေကပိုပြီးတော့ခက်ခဲလာပါတယ်။ဒါကကျွန်းပေါ်ကိုဘုံကျဲလင်ရင်တွေစိုက်ကလိုက်တဲ့အချိန်ကစတာပါ။ ဒီအတွက်ကြောင့်အရှေ့လေပိုင်းဒေသမှာတင်းမာမှုတွေမြင့်တက်လာရပါတယ်။ဒီအေဂိုဂါစီယာဆိုတဲ့နာမည်ကိုတင်ခဏခဏကြားနေရပါတယ်။ဒီတော့ဒီကျွန်းကဘာလို့အရေးကြီးတာလဲ။အီရန်ကဘာအတွက်ကြောင့်ဒီကျွန်းနဲ့ပတ်သက်ရင်ချင်းချောက်ခံရတယ်လို့ခန့်စားနေရတာလဲ။ဒီအေဂိုဂါစီယာဆိုတာကချာကော့စ်ကျွန်းစုတွေကအကြီးဆုံးကျွန်းတစ်ခုဖြစ်ပါတယ်။နေမြေများစုကို US ကထိန်းချုပ်ထားပါတယ်။ဒီကျွန်းပေါ်မှာစစ်ကန်တွေကို1980ခုနှစ်တွေကတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ ပြီးတော့ UK နဲ့ US တို့ကဒီကျွန်းပေါ်မှာအတူတကပူးပေါင်းဆောင်ရွက်ကြပါတယ်။ကျွန်းပိုင်ဆိုင်သူက UK ဖြစ်ပြီးတော့ US ကတော့ကျွန်းပေါ်ကစစ်ကမ်းတွေကိုအသုံးပြုကာအရှေ့အလယ်ပိုင်းဒေသကိုလွှမ်းမိုးထားပါတယ်။၂000ခုနဲ့စက်တင်ဘာလ17ရက်နေ့မှာဖြစ်ခဲ့တဲ့ War on Terror မှာအကြမ်းဖက်သမားတွေက US ရဲ့ World Trade Center ကိုတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတုန်းက US က Diego Garcia မှာရှိတဲ့စစ်ကမ်းတွေကနေတဆင့် Iran နဲ့ Afghanistan ကိုဘုံကျဲလျင်တွေဆစ်လွှတ်ခဲ့ပူပါတယ်။ အီရတ်ဟာအီရန်နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ဒါကြောင့်ဒီကျွန်းကနေအီရန်ကိုလည်းဓာတ်ရိုက်တက်ရောက်ရောက်ရှိနိုင်ပါတယ်။လက်တလုံးမှာတော့ကျွန်းပေါ်မှာအသင့်ဖြစ်နေတဲ့စစ်သားနဲ့အရက်သားစီးပွားရေးသမား၄တောင်ကျော်လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ဒီတစ်ခုတည်းနဲ့တော့အီရန်နိုင်ငံက၆ချားမှမဟုတ်ပါဘူး။ဒါပေမဲ့မိမိနိုင်ငံနဲ့အနီးဆုံးနေရာမှာဂျန်တုတပ်သားတွေရှိနေတယ်ဆိုတာကသတင်းကောင်းတော့မဟုတ်ပါဘူး။စစ်သားတွေကတိုက်ခိုက်ဖို့ပြင်ဆင်နေတာမဟုတ်ပါဘူး။အများစုကအိမ်မပြန်ခင် ကျုံးပေါ်မှာပဲထိန်းသိမ်းရေးတာဝန်တွေကိုထမ်းဆောင်နေတာတွေပါဒါပေမဲ့အခုတော့ဒါတွေကပြောင်းလဲကုန်ပါပြီ US ဟာ Diego Garcia ကိုတခြားနည်းလမ်းနဲ့အသုံးပြုဖို့ကြံစီနေပြီးတော့ဒါက Iran အတွက်ချိန်ချောင်းမှုတစ်ခုဖြစ်နေစေပါတယ်။ဘာလို့လဲဆိုတော့ B2 ဘုံကျဲလေယာဉ်ကြီးတွေစိုက်ကပ်နေလို့ပဲဖြစ်ပါတယ်။လေယာဉ်တွေရောက်ရှိလာမှုကိုဝါးစုံတင်ထားကမက်ရှလာ25ရက်နေ့ကကြေညာခဲ့ပါတယ်။ Trump ရဲ့ချိန်ချောင်းမှုပြီးမှအနည်းဆုံး B2 ဘုံကျဲလေယာဉ်3စီး Diego Garcia ကိုရောက်နေတယ်လို့ဆိုပါတယ်။ ဒီလရင်သုံးသီးအပြင်စီဆမ်တင်းကုန်တီလရင်သုံးသီးနဲ့စီတဲရင်၁၀သီးလည်းရောက်ရှိနေတယ်လို့ဆိုပါရယ်ဒီစီတဲရင်တွေကအရေးကြီးပါတယ်ဒီစီတဲရင်တွေက US လရင်တွေ၄တဲကိုရောက်နေတဲ့အချိန်တွေမှာတော့စီပြန်ဖြည့်ပေးနိုင်ပါတယ်သူတို့ဟာနေရာအနှံ့ကိုသွားနိုင်ပြီးတော့စခန်းကိုအလင်းမြန်လုံခြုံသွားနဲ့ပြန်လာနိုင်ပါတယ်မက်ရှလာ၂၆ရက်နေ့မှာတော့ UK Defense Channel က Diego Garcia ကျွန်းပေါ်ကနောက်ဆုံးအခြေအနေတွေကိုတင်ပြခဲ့ပါတယ် အခုတော့ B2 လေယာဉ်9စီးလောက်ထပ်ပို့ဖို့စီစဉ်နေပါတယ်လို့ဆိုပါတယ်။ဒီလိုပို့ဆောင်ခြင်းကနောင်ဖြစ်လာနိုင်တဲ့ကြီးမားတဲ့စစ်စင်ရေးတွေအတွက်ဖြစ်နိုင်ပါတယ်။အဓိကကတော့ရီမင်နိုင်ငံကခုတီးတဲ့ပုံတွေကိုတိုက်ခိုက်ဖို့ပါ။ပြီးတော့တချို့ပညာရှင်တွေရဲ့အဆိုအရအီရန်နိုင်ငံရဲ့အရေးပါတဲ့အဆောက်အဦတွေကိုတိုက်ခိုက်ဖို့ပါလို့ဆိုပါတယ်။ဒါအပြင်တခြားထရောက်လာတဲ့လေယာဉ်တွေကိုလည်းဂျာနယ်ကထောက်လန်းထားပါသေးတယ်။စီတဲလေယာဉ်တွေက KC-135 လေယာဉ်တွေဖြစ်ကြပြီးတော့ အရင်ကအရေးပါတဲ့နေရာတွေဖြစ်တဲ့ဟာဝိုင်း၊ဂူအန်၊ကယ်လီဖိုးနီးယားစတဲ့နေရာတွေမှာအသုံးပြုနေတဲ့လေယာဉ်တွေဖြစ်ကြပါဗျ။အီရန်ကချိန်ထောင်မှုကြီးကြီးမားမားခံစားနေရတာမထူးဆန်းတော့ပါဘူး။ဗီဒူးလေယာဉ်တွေဟာ US စစ်တပ်ရဲ့အစွမ်းထပ်ဆုံးသောလေယာဉ်တွေဖြစ်ကြပါဗျ။ပြောရရင်တော့လေတပ်ရဲ့လက်ရွေးစင်လက်လေယာဉ်တွေပါ။ကိုပြောက်စွမ်းရည်ပါဝင်ပြီးတော့တာမန်ဘုံးတွေနဲ့နျူကလ িয়ার ဘုံးတွေကိုကျဲချနိုင်စွမ်းရှိပါဗျ။ဗီဒူးလေယာဉ်တွေကို1999ခုနှစ်မှာစတင်အသုံးပြုခဲ့ပြီးတော့ နေတိုတပ်ဖွဲ့ရဲ့ယူဂိုစလာဗီးယားတိုက်ခိုက်မှုအတွင်းမှာဆာဗီးယားတပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။ US ဟာအစောပိုင်းမှာ B2 ပုံကျဲလေယာဉ်20စီးကိုထုတ်လုပ်ခဲ့ပြီးတော့ယနေ့လက်ရှိမှာတော့16စီးသာတောင်းဝင်ထမ်းဆောင်နေပါတယ်။လက်ရှိဒီပုံကျဲလေယာဉ်တွေက9စီးကို Diego Garcia ကိုဆေလွတ်တယ်ဆိုတာကကြီးမားတဲ့လှုပ်ရှားမှုကြီးတစ်ခုပါပဲ။ပြောရရင်တော့ US ဟာအင်အား၄ပုံတပုံကိုအီရန်နိုင်ငံကိုချိမ့်ချောက်ဖို့အတွက်အသုံးချခဲ့တယ်လို့ပြောလို့ရပါတယ်။ ်လင်ရင်ဟာတောင်ပိုင်းနှစ်ဖက်အပါအဝင်182ပေရှိပါတယ်69ပေအမြင့်ရှိပြီးတော့18ပေရှိပါတယ်အင်ဂျင်လေးလုံးပါဝင်ပြီးတော့ဘုံသီးပေါင်ချိန်18300ကိုတည်ယူနိုင်ပါတယ်အတန်ထက်မြန်တဲ့နှုံးနဲ့သွားနိုင်ပြီးတော့မိုင်6900กว่าဝေးထိစစ်ဆင်နိုင်ပါတယ်စီတဲပို့ညနေတာရှိရင်နောက်ထပ်မိုင်ပေါင်းထောင်ချီဆက်လက်ပြန်တန်းနိုင်မသိပါသေးခင်ဒါအပြင်အမြင့်၅ပေတောင်းကြမှာပြန်တန်းနိုင်ပြီးတော့အီရန်ရဲ့လေကြောင်းရံကာဝေးရေးဒုံးပြန်များစုကဒီအမြင့်ထိမတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမဲ့အီရန်တွေစိတ်ပူတော့ကတော့သူ့ရဲ့ဘုံဒီတည်ဆောင်နိုင်မှုမှာပဲဒီလိန်ဟာပေါင်900ကျည်ရှိတဲ့စီမိုင်း60လုံးကိုတည်ဆောင်နိုင်ပါတယ်အီရန်ဟာဒီအတွက်တော့စိတ်မပူပါဘူး US နဲ့ရေတချင်းရှင်တိုက်ခိုက်ရမှာမဟုတ်ပါဘူးပိုအရေးကြီးတာကဂုံးမော်ကပြင်ပတ်တွေကိုတိုက်ခိုက်နိုင်တဲ့ပေါင်900ဘုံဒီ82လုံးကိုတည်ဆောင်နိုင်လို့ဖြစ်ပါတယ်ဒီအပြင်ပေါင်2000လောက်နေတဲ့ဒုံးမြန်တွေကိုလည်းတည်ဆောင်နိုင်ပါသေးတယ်ဒါအပြင်အီရန်တွေစိတ်ပူရမှာကနျူကလ িয়ার ဘုံဒီတွေဖြစ်ပါတယ် ဗီဒူးလင်ရင်ဟာနျူကလ িয়ার တုံးပြန်တဲ့ဘုံသိထိတ်ဖူးတွေကိုတည်ယူနိုင်ပါတယ်။ဒါအပြင်လေရင်ရဲ့စုံလေအမြောက်ကနေလည်းအမြောက်ဆန်တွေနဲ့ပြစ်ခတ်နိုင်ပါသေးတယ်။ဒီဘုံသိတွေကတော့ပေါင်1200လောက်လေးပြီးတော့ပေါက်ကွဲမှု400ကီလိုတန်လောက်ရှိပါတယ်။ဒါကအီရန်မျိုးကြီးတွေအတွက်တော့ကြီးမားတဲ့ချင်းချောက်မှုပဲဖြစ်ပါတယ်။ဒီအတွက်အီရန်ဟာဒီကြောင်မဲ့ဖွဲ့ဘုံကျဲလေရင်တွေကိုနိုင်ငံလေးပိုင်းနဲ့ထဲမှာမမြင်ချင်ပါဘူး။ဒါကြောင့်လေအီရန်နိုင်ငံကဒီအေဂိုကာစီယာကျွန်းကိုတိုက်ခိုက်ဖို့ကြံသီးနေတယ်လို့ပြောရခြင်းဖြစ်ပါတယ်။ နောက်ထပ်မေးခွန်းတစ်ခုပေါ်ထွက်လာပါတယ်။အီရန်ဟာအမှန်တကယ်ပဲဒီဂျွန်းကိုတိုက်ခိုက်နိုင်မှာမလား။ဒါကဖြေရခတ်ခဲ့တဲ့မေးခွန်းတစ်ခုပါ။ဒီဂျွန်းဟာအီရန်နိုင်ငံကိုချိမ်းချောက်နိုင်ပေမဲ့တအားနှီးစက်နေတာတော့မဟုတ်ပါဘူး။အိန္ဒိယသမုဒ္ဒရာထဲမှာရှိနေတာဖြစ်ပြီးတော့အီရန်နိုင်ငံတောင်ဘက်နယ်စပ်နဲ့2538မိုင်ကွာဝေးနေပါတယ်။ဒီကွာဝေးက US အတွက်တော့ပြဿနာကြီးမဟုတ်ပါဘူး။ဗီဒူးလိန်ဟာဒီထက်နှက်ဆကိုသွာလာနိုင်ပါတယ်။ စီတရင်တွေအကူညီနဲ့ဆိုရင်ဒီထက်သုံးစားအကွာအဝေးကိုတောင်သွားနိုင်ပါသေးတယ်။ဆိုလိုတာကဘီဒူးလင်ဟာအီရန်နိုင်ငံဘယ်နီယာကိုပဲဖြစ်ဖြစ်အချိန်မရွေးတိုက်ခိုက်နိုင်ပြီးတော့စခန်းကိုလုံခြုံစွာပြန်နိုင်ပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုကတော့အကန့်အသတ်ရှိပါတယ်။အီရန်ယာရှိတယောက်ရဲ့ပြောရကတော့အီရန်နိုင်ငံမှာဒီအေဂိုကာစီယာကိုလှမ်းပြီးပြစ်ခတ်နိုင်တဲ့ဒုံးကျည်ရှိတယ်လို့ဆိုပါတယ်။သူပြောနေတာက2023ခုနှစ်မေလမှာစတင်ထုတ်လုပ်ခဲ့တဲ့ Coram Shard 4ဒုံးကျည်ကိုဆိုလိုချင်နေတာဖြစ်ပါလိမ့်မယ်။ ဒီတုံးပြန်တွေမှာလောင်စာစီတွေပါဝင်ပြီးတော့တင်ကားတွေမှာတက်ဆင်နိုင်ပါတယ်။ပြီးတော့ဒုံးကြီးပြုတ်လွတ်ဖို့12မိနစ်ပဲအချိန်ယူရပါတယ်။ဒီအတွက်အီရန်ကလည်းတိုက်ခိုက်ဖို့ဆုံးဖြတ်ထားရင်အချိန်တိတ်မယူရပါဘူး။ဒုံးကြီးကိုယ်တွေကိုလည်းတတုဆက်ရောရီနဲ့တိဆောက်ထားပြီးတော့လေထဲကနေပြစ်ချခံရမှာကိုကာဝယ်ပေးနိုင်ပါတယ်။ဒါအပြင်ပြစ်မှတ်အသေးမဟုတ်ဘဲနဲ့လမ်းလေလောက်မှာပြစ်မှတ်ကိုပြောင်းလဲတာမျိုးလည်းပြုလုပ်နိုင်ပါတယ်။ဒီအတွက်ဒုံးကြီးကိုခြေရာခံဖို့နဲ့ကြားဖြတ်ပြစ်ချဖို့ခက်ခဲပါတယ်။ ဒီဒုံးကြီးတိုက်ခိုက်နိုင်တဲ့အကွာအဝေးကတော့1242မိုင်ဖြစ်ပါတယ်။ဖျက်ဆီးနိုင်တဲ့ရန်ပေါင်3306ပေါင်ပယ်ဆောင်နိုင်ပြီးတော့အီရန်သာတိုက်ခိုက်မယ်ဆိုရင်အမှန်တကယ်ပဲဒီယေဂိုဂါစီယာကျွန်းကိုတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့တွားနိုင်တဲ့အကွာအဝေးကိုတော့မိုင်1000လောက်ထပ်တိုးမှရပါလိမ့်မယ်။တခြားဒုံးကြီးတွေအနေနဲ့ကတော့အီရန်မှာပြောပလောက်စရာဒုံးကြီးတွေမရှိတော့ပါဘူး။အီရန်စစ်တပ်မှာခိုရမ်ရှာ4ဒုံးကြီးတွေကသာခင့်မိဆုံးတဲ့အဝေးသုံးပစ်ခတ်နိုင်တဲ့ဒုံးကြီးတွေဖြစ်ကြပါတယ်။ တေချာတိုက်ခိုက်ခြင်းတော့အီရန်နေနဲ့ဒုံးကျည်တွေကိုစစ်သင်းမော့နဲ့တဲသွားပြီးမှပြစ်ခတ်လို့အဆင်ပြေပါလိမ့်မယ်။ဒါပေမဲ့အီရန်ရေတပ်ကလည်းဒီလောက်မစွမ်းဆောင်နိုင်ပါဘူး။တကယ်လို့အီရန်ရေတပ်ကဒီအီဂိုကာစီယာကျွန်းနဲ့နှီးကက်တဲ့နေရာထိလိုက်သွားမယ်ဆိုရင် US နဲ့တရားဝင်စစ်ဖြစ်သွားတာမဟုတ်ဘူးလား။အီရန်စစ်ဘက်အရာရှိတွေကတော့နောက်နီးလန်းတစ်ခုကိုပြောကြပါရစ်။ဒါကတော့ Shahed Drone Race ဖြစ်ပါတယ်။အသေးစိတ်ပြောရရင်တော့ Shahed 136B အသေးခံ Kamikaze Drone တွေဖြစ်ပါတယ်။ ဒီ drone တွေဟာ2485မိုင်အထိတိုက်ဆစ်ဆင်နိုင်ပါတယ်။အီရန်ရဲ့တောင်ပိုင်းနယ်စပ်ကနေတိုက်ခိုက်မယ်ဆိုရင် Diego Garcia ကျွန်းကိုတိုက်ခိုက်ဖို့အကွာအဝေးအလှမ်းမိပါတယ်။နောက်တစ်ခုကတော့ drone ကိုသင်္ဘောတွေပေါ်ကနေဆေလွှတ်လိုက်လို့ရတာပါပဲ။ဒီအတွက်အီရန်ဟာအိန္ဒိယသမုတ်တရားတွေကိုသင်္ဘောတွေဆေလွှတ်ပြီးတော့ခြုံခိုတိုက်ခိုက်နိုင်ပါတယ်။ဒါပေမဲ့ဒီ drone တွေဟာကျုံးပေါ်ကဗီဒူးလေယာဉ်တွေကိုထိခိုက်အောင်လှုပ်ဆောင်နိုင်သန်းရှိမရှိဆိုတာကတော့မသေးကြပါဘူး။ဒါအပြင် drone ရဲ့အမြန်နှုန်းကတစ်နာရီကို135မိုင်ပဲရှိပါသေးတယ်။ တိတာသွားနေပဲ drone တွေရဲ့မြန်နှုန်းဟာ B2 လေယာဉ်တွေကိုတော့မရှင်းနိုင်ပါဘူးတကယ်လို့အီရန်ကသာ drone တွေစေလွတ်လိုက်မယ်ဆိုရင် US က B2 လေယာဉ်တွေကိုဒုံးမြတ်တွေတက်ဆင်ပြီးတော့ drone တွေကိုပစ်ချနိုင်ပါတယ်ဒါအပြင် US စစ်တပ်ဟာကျုံးပေါ်မှာလေကြောင်းရန်ကာဝေးစနစ်တွေလည်းတက်ဆင်ထားပါသေးတယ်ဒါကြောင့် drone တွေဟာအီရန်တက်တော့ရွေးချယ်မှုကောင်တစ်ခုဟုတ်မနေပါဘူးအီရန်ရဲ့ drone တွေဟာလုံလောက်တဲ့ထိခိုက်မှုကိုဖြစ်စေမယ်ဆိုရင်တော့လုံလောက်တဲ့အကွာအဝေးထိသွားနိုင်မှုမသေးကြပါဘူးဒီတော့အီရန်ရဲ့နောက်ထပ်ရွေးချယ်မှုကဘာများလဲ အီရန်နိုင်ငံမှာလေတက်ရှိပါသေးတယ်145နိုင်ငံကိုစစ်ရေးအရာအဆင့်ခွဲထားကြရဲ့အီရန်နိုင်ငံရဲ့လေတက်ဟာကမ္ဘာအဆင့်20မှာရှိနေပါတယ်လေယာဉ်စုစုပေါင်း952စီးမှာ ဖိုက်တာဂျက်လေယာဉ်188စီးတိုက်ခိုက်ရေးလေယာဉ်20စီးအထူးတောင်ဝင်ထမ်းဆောင်ရေးလေယာဉ်10စီးပါဝင်ပါတယ်ဒါ့အပြင်အီရန်လေတက်မှာလေထဲမှာတင်စီဖြစ်နိုင်တဲ့စီတဲလေယာဉ်6စီးရှိနေပြီးတော့တကယ်လို့ဒီအေဂိုကာစီယာကိုသာတိုက်ခိုက်လိုက်မယ်ဆိုရင်လေယာဉ်တွေလိုအပ်တဲ့စီကိုလေထဲမှာတင်ဖြည့်ပေးနိုင်ပါတယ် ါပေမဲ့ပြဿနာတစ်ခုကတော့အီရန်လေတပ်ဟာခင့်မမီတော့တာပဲဖြစ်ပါတယ်။လက်ရှိခင့်မီဆုံးလေယာဉ်က F4 Phantom 2S ဖြစ်ပါတယ်။ဒီလေယာဉ်တွေကို1958ခုနှစ်မှာ US မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။သူခေတ်သူအခါကတော့ဒီလေယာဉ်တွေဟာခင့်မီဆုံးအကောင်းဆုံးလေယာဉ်တွေဖြစ်ခဲ့ပါတယ်။ဒီလေယာဉ်တွေဟာ1959ခုနှစ်နဲ့1962ခုနှစ်ကြားမှာအမြင့်ပိန်နဲ့အမျက်နှုံးဆိုင်ရာစံရင်တွေကိုရထားခဲ့မှုပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့2.80လောက်ကဒီဇိုင်းတဲ့လေယာဉ်တွေဟာ US ကိုမရှင်းနိုင်တာသိကြနေပါတယ်။ဒီလိန်တွေဟာ1950မိုင်အကွာအဝေးကိုသွားနိုင်ပါတယ်။စီတဲလိန်တွေနဲ့ဆိုရင် Diego Garcia ကျွန်းထိပ်ထေတာပေါက်သွားနိုင်ပါတယ်။ဒါပေမဲ့ဒီရင်တွေမှာကိုပြောက်ဆန်းရည်တွေမပါတဲ့အတွက် American တွေကအလွယ်တကူထောက်လန်းမိနိုင်ပါတယ်။ဆိုလိုတာကလိန်ရည်တွေမတိုက်ခိုက်ရသေးခင် လေထဲမှာနေပဲဖြတ်စည်းခံရနိုင်ခြင်းရှိနေပါတယ်။နောက်ထပ် Iran လေယာဉ်တစ်မျိုးဖြစ်တဲ့ F14 Tomcat လည်းရှိပါတယ်။ဒီလေယာဉ်တွေကတော့လေယာဉ်ထိပ်မှာ ်ပါတာကြောင့်တနက်ကြောင့်နာမည်ကျော်ပါတယ်ဒီလင်းတွေက F4 နဲ့ F5E တို့ထက်နည်းနည်းပိုပြီးတော့ခင့်မိပါတယ်ဒါပေမဲ့ဒီလင်းနှစ်မျိုးစလုံးဟာလည်းအမေရိကန်နိုင်ငံထုတ်ဖြစ်ပြီးတော့အမေရိကန်နိုင်ငံရဲ့လက်ရှိအင်အားကိုရှင်းနိုင်မှာမဟုတ်ပါဘူး US ဟာဒီလင်းတွေအကြောင်းကိုဥချေးခါပါမကျန်သိတဲ့အတွက်ဒီလင်းတွေကိုကောင်းကောင်းတုံ့ပြန်နိုင်ပါတယ်အီရန်ဟာနောက်ထပ်ရုရှားနဲ့တရုတ်စီက Chandy J7 F7 လင်းတွေလည်းရှိပါသေးတယ်ဒီလင်းတွေကိုတော့ 1966ခုနှစ်မှာစတင်ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။အတူချုံပြောရရင်တော့လေတက်အားကိုးပြီးတော့ Diego Garcia ကျွန်းကိုတိုက်ခိုက်မယ်ဆိုတာကမေးနေစရာမလိုတဲ့မေးခွန်းတစ်ခုပါ။အဖြေကတော့သိတာနေပါတယ်။အီရန်နိုင်ငံရဲ့အကောင်းဆုံးဒုံးကြီးကကျွန်းအထိမရောက်နိုင်ဘူး။ဒရုန်းတွေကရောက်နိုင်တယ်ဆိုရုံပဲရောက်နိုင်မယ်။လေတက်ကလည်းအားမကိုးရဘူး။ဒီတော့ကြံတာကရေတက်ပဲကြံပါတော့တယ်။ကမ္ဘာအဆင့်တမတ်ချက်ရာအီရန်ရေတက်ကကမ္ဘာအဆင့်30ပြည်မှာရှိနေပါတယ်။ရေတက်မှာရေရင်180ရှိပါတယ်။ အများစုကတော့ free gate စစ်တင်မော်တွေပါအမျိုးအစားတွေကတော့ iron german ပယ်ထိန်တုံးတဲ့ free gate နဲ့ iron elven free gate တင်မော်တွေပဲဖြစ်ပါတယ်ဒါပေမဲ့ဘယ်တင်မော်ကမှ us ရေးတဲ့တင်မော်တွေကိုမရှင်းနိုင်ပါဘူးအီရန်မှာလင်းရင်တင်တင်မော်ကြီးတွေလည်းမရှိပါဘူးတခုကတော့အီရန်မှာရေငုပ်တင်မော်25စီးရှိနေပါတယ်ဒီရေငုပ်တင်မော်တွေက diego garcia ကျွန်းတိုက်ပွဲအောင်နိုင်ရေးအတွက်အဓိကလက်နက်တွေဖြစ်လာနိုင်ပါတယ်ပြဿနာတစ်ခုကတော့ရေငုပ်တင်မော်အများစုက ကီလိုတန်းစားရင်ကိုသင်္ဘောတွေဖြစ်ကြပြီးတော့1982ခုနှစ်မှာဆိုဗီယက်ယူနီယံကတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ဒီရင်ကိုသင်္ဘောတွေဟာဒီဇယ်အင်ဂျင်တွေနဲ့ဖြစ်ပြီးထောက်လန်းရလွယ်ကူတဲ့အပြင်ပယ်ထိန်တုံးကြီးစနစ်တွေတက်ဆင်ထားခြင်းလည်းမရှိပါဘူး။ဒီသင်္ဘောတွေကိုအသုံးပြုရင်မြေပြင်ပြတ်မှတ်တွေကိုတော့ကောင်းစွာတိုက်ခိုက်နိုင်ပါလိမ့်မယ်။ဒါအပြင် SAN8, SAN10 မြေပြင်ကနေဝင်ဟင်ပြတ်ဒုံးပြင်နဲ့ဒုံးပြန်နဲ့တက်ဆင်ထားတဲ့အတွက်လေကြောင်းကလေယာဉ်တွေကိုပြစ်ချနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ US အသုံးပြုမှာကအစွမ်းထက် B2 လေယာဉ်ဖြစ်ပြီးတော့အီရန်ရေငုပ်သင်္ဘောတွေရဲ့ရေဒါစနစ်နဲ့ထောက်လှမ်းလို့မရနိုင်ပါဘူး။ဒီအတွက်ဒုံးကျည်တွေဟာလည်းအလကားပါပဲ။အီရန်မှာရှိနေတဲ့လက်နက်အများစုကအသုံးဝင်တာတွေကြီးပါပဲ။ဒါပေမဲ့အီရန်ကတခုခုကိုဖွက်ထားသေးတယ်ဆိုရင်ရောအီရန်ရဲ့တိုက်ခိုက်မှုစတင်လိုက်တာနဲ့တပြိုင်နက် US ရဲ့ Frigate စစ်သင်္ဘောတွေ Destroyer တွေလေယာဉ်တင်သင်္ဘောတွေဟာချက်ချင်းချီတက်လာမှာဖြစ်ပါတယ်။အီရန်ရဲ့ Diego Garcia ကျွန်းပေါ်ကိုဖိအားပေးနေတယ်ပေါ့။ ်သင်ကောဘယ်လိုမြင်ပါသလဲအီရန်ကတိုက်ခိုက်မယ်ဆိုတာဖြစ်ကောဖြစ်နိုင်ရလား US နဲ့ UK ကောဘယ်လိုတုံ့ပြန်မယ်လို့သင်ထင်ပါသလဲသင်ရမြင်တွေကိုကွန်မန့်မှာရေးပေးသွားလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်